လမှာကျွန်တော်အဲ့လိုဆိုင်လေးဖွင့်ကြည့်မယ်ပေါ့အဲ့လိုအစာစင်းစားပြတော့မလေးကတငယ်ချင်းနဲ့တိုင်ပင်ပြတယ်။ဒါလေးလုံးရင်ကောင်းမလဲ။သူကပြောပြတာဒီသူတို့မလေးမှာဆိုရင်တော့ဒီ clipper rice ကအဲ့လိုနည်းနည်းဟောဖြစ်တယ်ပေါ့နော်။သူကြိုက်လည်းများတယ်ပေါ့မင်း try ကြည့်ပါလား။ဘာညာပြောတော့အဲဘလို့ try ရမလဲ။ဘာသူအကြမ်းမြင်ပြောပြတယ်။အခြေခံကဘာတွေဘာတွေပါတယ်။ဘလို့ဘလို့လုပ်တယ်ပေါ့။ I mean YouTube မှာ charge လိုက်ဆိုကျွန်တော် YouTube မှာပဲအဲ့လို charge တယ်ပုံမှန်ပြီးတော့ကျွန်တော် Google မှာ charge တယ်အစုံမဲ့ platform အများကြီးမှာ charge တယ်ပေါ့ TikTok မှာလည်းကျွန်တော် charge တယ်အဲ့ဒါအနေမှာကိုယ့်အကကိုလည်းစမ်းကြည့်တယ်အချိန်ချင်းပေါ့မှာဒီရအဲဒါနဲ့အဆင်ပြေနိုင်လားမပြေနောက်တစ်မျိုးလေးနဲ့နည်းနည်း short ကြည့်တယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီမလေးတို့စင်ကာပူတို့ဘက်ကလုတ်တဲ့ taste အတိုင်းစမ်းကြည့်တယ်ကအရန်ချိုပဲတော့မကြိုက်တော့ဘူးပေါ့နော်ကိုဒီဘက်ကိုရှိရလူကမကြိုက်တော့ဘူးဆိုတော့ ਨੇ ကျွန်တော်နည်းနည်းဟိုချော့တင်တာလေးတွေချော့တယ်ဟောအရှိုးလေးနည်းနည်းချော့ပြီးတော့ဟိုငံလေးနည်းနည်းထည့်တယ်ပေါ့ဒီကအငံလေးစားတာကိုရှိရလူကမျိုးထမင်းချမ်းဆန်နဲ့ပြီးတော့ဟိုချမ်းဆန်ကိုရေကန်းတယ်ပြီးကျွန်တော်တို့ဒီနှစ်ထားတဲ့အသားနဲ့ပြန်ပြီးပေါင်းတာပေါ့နော်ဟာသုံးပြုလဲဆိုကျွန်တော်တို့ဒီကြာညှို့လို့ပါမယ်ပေါ့နော်တခြားအနှမ်းစီပါအဲ့လိုတော့ never ပါပါသေးတာပေါ့နော်ဒီ sauce ဒီမှာဆမ်းမို့အတွက် sauce အတွက်တော့ပါသေးတယ်အမဒီဟာကတော့ ျွန်တော်တို့ငကူရဲအကျိုးနှက်ထားတဲ့အသားရဲ့ဒါဝက်သားဖြစ်တဲ့တော့ဝက်ဥကြောင်းပါမယ်ဒါချီတကီမှုပါမယ်ဒါကတော့ဟိုငရုတ်ပွားအချီပေါ့နော်ဟုတ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ထက်နှက်မှာပေါ့အကြီးကန်းဟုတ်မြို့သမင်းပေါင်းမြို့မှာ7ရှစ်တော့ယူနီပေါင်းရတယ်7ရှစ်တော့ကသူပဲပုံနဲ့ပေါင်းတာပါအပြင်ငပေါင်းထုတ်ရမယ်ပြင်ကြုတ်ဖက်ပေါင်းရမယ်ပြောင်းဖက်ပေါင်းရပါမယ်ဈေးနှုန်းကကြတော့ကျွန်တော်တို့မြို့သမင်းဝက်သားနဲ့က9000စက်သားနဲ့က4000ပါ ကြီးရှိတော့ပေါင်းတော့3000ပါမှာပြီးတော့ငပေါင်းထုတ်ကတော့2000ပါကျုပ်ဖက်ပေါင်းနဲ့ပြောင်းဖက်ပေါင်းတော့1000စီပါမှာဒါဘယ်နှမိနစ်လောက်ဆို6မိနစ်လောက်ဆိုရင်ရေအချိန်နေပုံမူတည်ပြီးတော့ကျွန်တော်ထည့်လိုက်ပြီနောက်ထပ်2မိနစ်လောက်ကြာတဲ့အချိန်မှာထုတ်ခါနီးကြာမှာကျွန်တော် short ထပ်ထည့်လာပါမှာဒီအသားတွေကကျွန်တော်အစကတည်းကကျွန်တော်ဒါပြက်လူနီးပါနှက်ထားတဲ့အသားတွေပါနှက်သက်မယ်လို့တော့ထင်ပါတယ်မှာဟုတ်ကိုလည်းအကောင်းဆုံးတော့လုပ်ပေးထားတာပဲလေနော်ဆိုတော့တိုက်မယ်အဆင်ပြေကြမှာပါ။ဒါပြီးစားသုံးကြည့်ပါ။ဟာ။ လုံးဝမှုန်းနေရပဲပေါ့နော်မကြည့်အောင်ပူပူလောင်လောင်ရှေ့ဒါကြတော့မြေဦးထမင်းပေါင်ပေါ့နော်ကဲလင်းစားကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်လင်းတို့လေးဗာနဲ့တူလဲဆိုတော့တရုတ်ဘလော့တွေမှာတွေ့ရတယ်လေပုံစံမျိုးလေးနော်မို့ပါတယ်ပင်လည်းဝသားထဲမှာထားတဲ့အတွက်ဝသားပြုံတော့ဝက်ဥချောင်းလေးပါတယ်ပေါ့နော်ပင်ငရုတ်ပွား တောင်ရှိအရှင်လေးပေါ့နော်အားလေးပါတယ်။ကဲမြင်ကြည့်လိုက်အောင်။အင်း။အာ။ဘူးကောင်းလား။ လင်းတို့စားဘူးတဲ့ထမင်းပေါင်းလိုမျိုးကော်ရင်နဲ့လိုမျိုးအဲ့လိုမျိုးမဟုတ်ဖမ်းနဲ့သူကဗာလဲဆိုတော့ဒီထဲမှာလင်းခုနပစ္စည်းရဲ့ဟိုပြောရဲပေါ့နော်ပါဝင်ပစ္စည်းအပြင်ကိုပဲဒီမှာဆိုရှင်ကြာညို့လို့ဗာလို့အဲ့လိုမျိုးအရတာကိုအရေးအတွက်ကိုဒီရဆိုင်ရှင်ကိုရတူကိုဆက်ပြီးတော့မှာပေါ့နော်ဒီထမင်းနဲ့ကိုထည့်ထားတာအဲ့တော့သူ့ရဲ့အရတာကလေချိုချိုလေးနဲ့ဟိုမှာလေအရန်ချိုအီနေရမယ်မဟုတ်ဖမ်းနဲ့ချိုချိုလေးဟိုမှာကော်ရင်မပါဘဲနဲ့ဒီလိုခတ်ချောက်ချောက်ခလေးစားလို့ကောင်းတာအဲ့ဒါကမှပူပူလေးပေါ့နော် တူတူလေးပြောစားကြမယ်အဲ့တော့ဒီမာလေး तू ကစက်သားဝက်သားပေါ့နော်လောလောဆယ်မှာတော့ဒီနှမျိုးပဲရသေးတယ်နောက်ပိုင်းဆိုရင်တော့တို့အဲ့ဝမ်ဒက်ဆိုလဲနန်ယူလိုပါဘောเนาะအဲ့လိုမျိုးနဲ့တော့ထပ်ပြီးတော့မီနူးထပ်ပြီးတော့ရှိမယ်လို့ပြောတယ်လောလောဆယ်မှာတော့စက်သားဝက်သားနှစ်မျိုးရတယ်အချင်းဆိုလို့ရှိရင်လည်းသွားတခွားချင်းလေးတခွားသေးို့မှဒီမှာဆိုလို့ရှိရင်ငရုပ်သီးစိမ့်လေးရပင်ခရမ်းကျင်သေးလေးနေပေါ့เนาะအဲ့မှာမှအချုံမုတ်တို့ကတော့အဲ့လိုအရသာလေးနည်းနည်းထည့်ပြီးတော့မှငါပိလေးနည်းနည်းထည့်ပြီးတော့လောက်ထားတာပေါ့ ခမင်းမောင်ကိုကြည့်လိုက်လို့ရှင်လေဖွင့်လိုက်တာနဲ့ဦးအယောင်လေးကလေတော်တော်လှတာသူ့မှာပါဝင်တဲ့ပစ္စည်းနဲ့စားကောင်းတယ်နောက်တစ်ခါကျတော့ကြက်ဥပေါ့နော်ကြက်ဥကိုကိုကထည့်ကျင်လိုက်ရတယ်မထည့်ကျင်လိုက်ရတယ်လေကကြက်ဥပါတစ်လုံးထည့်ခဲ့လိုက်တာပူပူလေးမို့လဲစားကောင်းတာနေမယ်အေးဝမယ်ဆိုလို့ရှင်တော့တိတ်ပြောစားမကောင်းဘူးအဲ့တော့ပူပူနုနုလေးကပို့ပြီးတော့စားရမှာမိုက်တယ် ဒါကကြက်ချစ်တော့ကြက်ချစ်တော့ကိုမှသူကဒါဆိုရင်တပွဲသုံးတာပေါ့နော်ကဲငပိနဲ့ထောက်ထားတာဒါဆိုတပွဲကိုပါတာဒီလောက်ပါတယ်ပေါ့ကိုရှင်းမှာဒီမှာဟောကြည့်လိုက်ကောင်းတယ်ကြည့်ပါလေ။ဟင်း။အော်။တန်ရပြရတာလေးလေးလေးကိုခံစားရ ်ဟုတ်အမျိုးကလည်းနူးနူးဦလေကျုံတော့ပါအဲ့ဒါလေးလည်းစားကြမယ်။ဘာသာခွာဒီမှာဆိုလို့ရှိရင်ကြောင်မှုဖတ်ပအောင်လို့ငါးဖတ်ပအောင်လို့ပေါ့နော်။ဒါရည်လည်းရရဲ့။အဲ့တော့ငါးငါးဖတ်ပအောင်ချင်တယ်။ဟုတ်တယ်ငါးဖတ်ပအောင်။

嗯，那就泡泡。嗯。哎呀，干嘛？你讲你，咱家没泡泡，咱俩处理不？ ။ဒါကြထူတာ။ကျောင်းနဲ့ကျောင်းဖတ်ပါအောင်ကြာဇီးလေးရတစ်ခုတစ်ခါ။ငါဖတ်ပါအောင်တစ်ခုနှစ်ခါ။အဲ့တော့လင်းဆက်ပြီးတော့စားလိုက်မယ်။စားလို့ကလေးတော်တော်လေးကောင်းတယ်။အဇင်းနှုံးလည်းအဆင်ပြေတယ်။အရသာလည်းကောင်းတဲ့အတွက်လေးရလေးဆိုင်လေးကိုလည်းညွှန်ပေးရပါအဲ့တော့ဆိုင်နံပါတ်ကဘာလဲဆိုရင်တော့ဆိုင်နံပါတ်လေးကတော့မရှိသေးဘူးပေါ့နော်။ဒါပေမဲ့လင်းတို့ဒီဆိုင်လေးစားလေးကကြာတော့ပေါ့နော်။ဒီလင်းတို့ မိဂောရလမ်းနဲ့မကင်လမ်းကြပေါ့နော်လင်းတို့တတိပဋ္ဌာန်လမ်းမှာပေါ့ EY ဘန့်ဘေးနားမှာပဲရှိပါပါရှားရတာလွဲပါတယ်အဲ့မှာဆိုလို့ရှိရင်မြေအိုးထမင်းလို့ရေးထားလိုက်တာနဲ့ပေါ့နော်အဲ့ဆိုင်လေးဆိုလို့ရှိရင်အခုလင်းစားတဲ့ဆိုင်လေးပါပဲဆိုင်လေးကတလင်းသားတွေရောပိတ်တယ်အဲတန်တဲ့ရက်ဒီမှာဆိုလို့ရှိရင်ညနေ၄နာရီခွဲနဲ့၅နာရီဝန်းကျင်လောက်ဆိုလို့ရှိရင်ပေါ့နော်ဆိုင်လေးကစပြီးတော့ဖွင့်ပြီအော်ညဆိုလို့ရှိရင်တော့သူဆိုင်မကုတ်မချင်းရောက်နေဆိုတော့တစ်ခါကျလက်လက်ဖွမ်းနိုင်ပေါ့တစ်ခါကျ၈နာရီ၉နာရီပေါ့နော်အဲ့လောက်ပြီးဖြစ်ပါတယ် နောက်ဒီနေ့ဘလော့လေးကတော့လောက်ပါပဲဆက်ပြဆက်လိုက်ပါတော့မယ်လဲနောက်ထပ်ဘလော့မှာပြန်မြှုပ်ကြည့်ပါမယ်ရှင်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတော့လဲကျေးဇူးတင်ပါတယ်အတား